လွန်ခဲ့သောနှစ်ပေါင်း2500ကပင်ရှိခဲ့တဲ့မြမရှိဟောင်းမျိုးကြီးသို့မဟုတ်တနင်္သာရီမျိုးဟောင်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စစ်သည်ဒီနေ့တင်ဆက်ပေးသွားမှာကတော့မြန်မာနိုင်ငံမှာတည်ရှိခဲ့တဲ့သမိုင်းဝင်မျိုးဟောင်းတွေကမှလူသိနေတဲ့မျိုးဟောင်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ပိတ်တနိုးမျိုးဟောင်း၊ဟန်လင်းမျိုးဟောင်း၊အင်းဝမျိုးဟောင်းတို့လိုမြန်မာနိုင်ငံရဲ့နာမည်ကြီးမျိုးဟောင်းများစွာကိုလည်းပရိသတ်ကြီးတို့ကြားဖို့မြင်ဖို့ကြားလိမ့်မယ်လို့ထင်ပါတယ်။ဒီထဲကမှပရိသတ်ကြီးတို့ချက်တို့တွေလည်းသတိမထားမိကြသလိုလူသိနေတဲ့မျိုးဟောင်းတစ်ခုအကြောင်းကိုဒီနေ့ချက်တို့ရဲ့ crazy အန်ကနေပြီးတော့ဘုဒ္ဓရာရရှိပွဲ နဲ့တင်ဆက်ပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်။မိုးဆူဆူရာသီဥတုကိုပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံရဲ့အောက်ပြည်အောက်ရွာဘက်တရမြို့ရွာတွေကအင်မတန်ဝမပျော်စရာပါရေချုံကားပေါ်လာကြောင့်မြန်မာလူမျိုးတို့အကြိုက်ငပိငချောက်တရားလဲအင်မတန်မှလက်ဆက်တလို့ပလေဒေတာထွက်အစားအစာတွေကို အလွယ်တကူဝယ်ယူစားနိုင်ပါသေးတယ်။ဒီလိုအောက်ပြည်အောက်ရွာတွေကမှကန်ယူရန်ဒေသတစ်ခုလည်းဖြစ်ဒိုင်းဒေသကြီးတစ်ခုလည်းဖြစ်တဲ့တနင်္သာရီတိုင်းကိုတော့တတော်များသိကြလိမ့်မယ်လို့ထင်ပါတယ်။တနင်္သာရီတိုင်းကိုတော့လူသိများကြမှာဖြစ်နိုင်ပေမယ့်တနင်္သာရီတိုင်းရဲ့နေနမိတ်ဝင်းတွေကမြို့တစ်မြို့ဖြစ်တဲ့တနင်္သာရီမြို့လေးအကြောင်းကိုတော့တည်သူကရှားမယ်လို့ထင်ပါတယ်ရှင်။အတိအကျပြောရမယ်ဆိုရင်တော့ တနင်္သာရီတိုင်းကမြန်မာနိုင်ငံရဲ့တောင်ဘက်ဆုံးမှာတည်ရှိတာပဲဖြစ်ပါတယ်။တနင်္သာရီမြို့လေးကမြို့ဟောင်းတစ်ခုဖြစ်ပါတယ်ဆိုတာရောသိကြပါသလားရှင်။ ဟုတ်ပါရဲ့မြို့ဟောင်းတစ်ခုဖြစ်တဲ့တနင်္သာရီမြို့လေးရှေးဟောင်းသူတေသနာနဲ့သမိုင်းသူတေသီတို့အတွက်အင်မတန်အောင်မစိတ်ဝင်စားဖို့ကောင်းတဲ့မြို့ဟောင်းတစ်ခုပဲဖြစ်ပါရဲ့တနင်္သာရီမြို့ဟောင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့တခြားထင်ရှားတဲ့ရှေးဟောင်းမြို့တွေဖြစ်ကြတဲ့တာဂရာနဲ့မုတ်ထီးတို့လိုမျိုးပဲတနင်္သာရီတိုင်းဒေသကြီးအတွင်းမှာတည်ရှိတာပဲဖြစ်ပါရဲ့ မင်းမျိုးကလည်းတနင်္သာရီမျိုးကိုသွားလိုပါကတနင်္သာရီမြေကူးတံတားကိုကြော့ဖြတ်ပြီးမော်တော်ကားနဲ့အလွယ်တကူသွားရောက်နိုင်ကမောင်းနေချိန်တနအီခွဲဝင်းကျင်သာကြာမြင့်ပါတယ်တနင်္သာရီမျိုးဟောင်းဟာဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့သမိုင်းဝင်မျိုးဟောင်းတွေထဲမှာအစောဆုံးတည်ရှိခဲ့တဲ့မျိုးဟောင်းတစ်ခုပဲဖြစ်ပါတယ်ခရစ်တော်မပေါ်မီနှစ်ပေါင်း2500ခန့်ကပေါ်ထွန်းနေခဲ့တဲ့တနင်္သာရီမျိုးဟောင်းအကြောင်းကိုခြေတဲ့အတူတူဆက်ပြီးတော့လေ့လာကြည့်ရှုကြည့်ကြပါစို့လားရှင် ကောင်းကင်မှာတဆင့်အရိုက်ကူးထားတဲ့တပ်ပုံတွေမှာမြမရှိဟောင်းမျိုးတွေကိုရှာဖွေခဲ့သူတတော်ဦးစီးဌာနမှဦးအောင်မြင်းကတနင်္သာရီမြေယိုးတစ်လျှောက်မှာတရှိခဲ့တဲ့တနင်္သာရီမျိုးဟောင်း တုံးပြမျိုးဟောင်းနဲ့ဇလုံမျိုးဟောင်းတို့ကိုတွေ့ရှိခဲ့တဲ့စာတန်းတစ်ဆောင်ကိုလည်းရှင်းသားခဲ့ပါတယ်။တနင်္သာရီမျိုးဟာတနင်္သာရီကံယိုတန်းနဲ့ကုံသွယ်မှုအချက်အချာကြတဲ့နေရာမှာတွေ့ရှိတာပဲဖြစ်ပါတယ်။ကိုလိုနီခေတ်ကဗြိတိရှားတို့ဟာ1826ခုနှစ်မှာမြန်မာနိုင်ငံအောက်ပိုင်းကိုသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်းမြို့အမည်တနင်္သာရီကိုအစွဲပြုကတနင်္သာရီတိုင်းကိုဖွဲ့စည်းခဲ့တာပဲဖြစ်ပြီးတနင်္သာရီတိုင်းရဲ့မြို့တော်ကတော့ကျိုက်ခမီမြို့ဖြစ်ပြီးတနင်္သာရီမြို့ဟာတနင်္သာရီတိုင်းအတွင်းမှာသာတည်ရှိရာ ဖြစ်ပြီးတော့တဝယ်ပြီးရင်ရှေးအကျဆုံးမြို့တစ်မြို့ပဲဖြစ်ပါရင်တနင်္သာရီမြို့ကမြိတ်မြို့မှာအရှိတောင်ဘက် 86ကီလိုမီတာကွာဝေးပြီးတော့တနင်္သာရီမြို့နယ်ချောင်းငယ်မြေကမ်းပေါ်မှာမြင်းခွာပုံတံတရှိနေတာပဲဖြစ်ပါတယ်။တနင်္သာရီမြို့ရဲ့ဒီနေရာဟာနေပုံအညွန့်အယမြောင်းလက်တီတို့14ဒီဂရီ15မိနစ်နဲ့အရှေ့လောင်တီတို့68ဒီဂရီ12မိနစ်အကြားမှာပဲဖြစ်ပါတယ်။အရှေ့အနောက်58မိုင်နဲ့တောင်မြောက်143မိုင်အထိရှေ့လျားပြီး4380.35စတူရန်မိုင်ကျယ်ဝင်ပါတယ်။တနင်္သာရီမြို့နယ်ကိုလက်ရှိအချိန်မှာ တနင်္သာရီနဲ့မောတောင်ဆိုပြီးတော့မြို့နှစ်ခုခွဲခြားကရက်ွက်၅ခုဂျေးရွာအုပ်စု၁၉အုပ်စုဂျေးရွာ၁၈၆ရွာနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်တနင်္သာရီမြို့ရဲ့ အရှေ့ဘက်မှာတော့ထိုင်းနိုင်ငံအနောက်ဘက်မှာတော့မြင်းမြို့နယ်ဖူလုံမြို့နယ်နဲ့ကျွန်းစုမြို့နယ်တောင်ဘက်မှာတော့ပုတ်ပြင်းမြို့နယ်နဲ့မြောက်ဘက်မှာတော့ဖြစ်ဒဝယ်မြို့နယ်တို့နဲ့ထိစပ်နေပါတယ်။မိုင်ပေါင်း280ရှေ့လျားတဲ့တနင်္သာရီမြစ်ကတနင်္သာရီမြို့နယ်အတွင်းမှာပဲ138မိုင်ဖြတ်သန်းစီးဆင်းနေတာဖြစ်ပြီးတော့တနင်္သာရီမြို့ရဲ့အရှေ့အနောက်နဲ့မြောက်ဘက်ကိုမြစ်ရည်တွေကအဝင်းရံတွေကတောင်ဘက်မှာကတော့တောင်ကုန်းတောင်တန်းတွေတည်ရှိနေတာပဲဖြစ်ပါတယ်။ ပြည်ထောင်စုဝင်ကြီးဌာနရဲ့အမှတ်ဌာနတွေမှာတော့ဒနင်းသာရီမျိုးဟောင်းမျိုးယိုနဲ့ကျုံရှင်မအောင်သာကြောက်တိုင်နဲ့နန်းတော်ယာဂုံတို့ကိုရှေးဟောင်းယဉ်ကျေးမှုနေရာတွေတရှိရာစုံနေနဲ့ရောဒနင်းသာရီမျိုးဟောင်းရဲ့အတွင်းအပြင်နှစ်ခုလုံးကိုကာကွယ်ထိန်းသိမ်းထားတဲ့အစုံအဖြစ်ပါဖော်ပြထားပါတယ်ဒနင်းသာရီမျိုးမှာရှိတဲ့မြောင်းဝက်စင်နဲ့ရန်အောင်မြင်တို့ကမျိုးနယ်ရဲ့ထင်ရှားတဲ့စေတီတော်တွေပဲဖြစ်ပါတယ် တနင်္သာရီမြို့ဟောင်းကတော့တနင်္သာရီမြို့ပဲဖြစ်ပြီးတော့မြို့ဟောင်းအတွင်းမှာတော့ချောင်းကြီးရက်ွက်နဲ့ချောင်းငယ်ရက်ွက်ဆိုပြီးတော့ရက်ွက်နှစ်ခုတည်ရှိပါတယ်။အဲဒီရက်ွက်နှစ်ခုအတွင်း2014ခုနှစ်လူဦးရေစီးရင်အရအင်ဂျီ1865အိမ်အိမ်တော်စု1126စုရှိပြီးလူဦးရေ9514ဦးနေထိုင်ကြရလို့သိရပါတယ်။ရှေးခေတ်မြို့တော်တွေရဲ့အင်္ဂါတရေဖြစ်တဲ့အုံမြို့ရိုးတွေကအခုထက်ထိတိုင်ကျန်ရှိနေပြီးတော့ တနင်္သာရီမြို့ဟောင်းကိုအရှိဘက်မှာမြောင်းဝစင်တောင်နဲ့အနောက်ဘက်နဲ့မြောင်းဖက်တို့မှာမရင်ကြီးတောင်တန်းတွေကတနင်္သာရီမြို့နဲ့ချောင်းငယ်မြို့တို့ချားဟာဝင်းရံနေပြီးတော့တောင်ဘက်မှာတော့လုံခရမ်းတောင်၊ကျဲကျွေတောင်နဲ့တနင်္သာရီတောင်တန်းတွေကတရှိလို့နေပါတယ်။မြို့ရဲ့ဒီနေရာကလွင်ပြင်ကျဲမှာဖြစ်တာမို့ဆရာကြီးဦးကြီးစိန်ရေးသားပြုစုခဲ့တဲ့မြိတ်ရာဇဝင်တော်တွေတိုင်းမှာတော့ မျိုးပက်လေအလျားဟာ guide 9680မျိုးရိုးကတော့မြေအဝင်3000မြေပေါ်အရက်10000လို့ဖော်ပြထားပါတယ်မျိုးဟောင်းမှာတော့ဝင်ပေါက်နေနဲ့10ပေါက်မလွယ်တကား2ပေါက်ပါရှိပြီးတော့လက်ရှိတနင်္သာရီမျိုးဟောင်းရဲ့အကျယ်ဝင်ကတော့1.3390ရဲမှရှိပါတယ် မျိုးဝင်ပေါက်၈ပေါက်ရှိတဲ့အနက်မျိုးဟောင်းရဲ့အရှိတ်မျိုးရိုးအနောက်ဘက်မျိုးရိုးနဲ့မြောက်ဘက်မျိုးရိုးတို့မှရှိတဲ့မျိုးဝင်ပေါက်နေရာတွေကအခုချိန်ထိထင်ရှားစွာကျန်ရှိနေပြီးတော့မြောက်ဘက်မျိုးရိုးမှရှိတဲ့ဝင်ပေါက်နှစ်ခုဟာလည်းတခြားဝင်ပေါက်တွေထက်ပိုမိုပြီးတော့ကျယ်ဝင်ပါတယ်။တနင်္သာရီမျိုးဟောင်းရဲ့အရှိတ်မျိုးရိုးကတော့ ပေ1450ခန့်ရှိပြီးအနောက်ဘက်မြို့ရိုးကတော့ပေ1800နဲ့တောင်ဘက်နဲ့မြောက်ဘက်ရှိမြို့ရိုးတွေကတော့ပေ2250ခန့်စီရှိလျားကြပါတယ်။အရှိဘက်မြို့ရိုးကိုတော့မြို့ဦးစီရီတောင်ကျောင်းဝင်းအတွင်းမှာတွေ့ရပြီးအရှိတောင်တောက်မြို့ရိုးကတော့အမြင့်ပေ60ခန့်ကျန်ရှိနေကမြို့ရိုးတည်ဆောက်ရပါအသုံးပြုခဲ့တဲ့အုတ်တရရဲ့အရွယ်စားဟာအလျားတပေအနံ6လက်မကွဲနဲ့အထူ2လက်မကွဲတွေပဲဖြစ်ကြပါတယ်။ ရွှေလေးပြာရေစိမ့်လို့အများကခေါ်ဆိုကြတဲ့မြို့ဟောင်းရဲ့အနောက်ဖက်မြို့ရိုးဝင်ပေါက်ကတော့ရှိပေခနလမခန့်ကျဲပြီးတော့ရှေလျားတာ19ပေ6လမကျဲရှေလျားပြီးတော့မြို့ရိုးအထူကတော့9ပေ6လမခန့်ဖြစ်တာလည်းဖြစ်ပါရင် မြို့ရဲတောင်းတွေကိုဂဝင်ကြောက်တီကိုအသုံးပြုပြီးတော့တောင်ကျိုးတွေပြုတ်လုထားတာပဲဖြစ်ပါတယ်။အနောက်ဘက်မြို့ရိုးမှာပဲရွှေလေးပြာရေစည်ရဲ့မြောက်ဘက်ပေ300ခန့်အကွာမှာမြို့ဝင်ပေါက်တစ်ခုရှိသေးပြီးတော့အဲဒီနေရာမှာကတော့အလျား16လက်မအနံ6လက်မနဲ့အထူ3လက်မရှိတဲ့အုပ်တွေကိုတွေ့ရှိခဲ့ရပါတယ်။ ရောက်ကမြို့ရုံးမှာတည်ရှိတဲ့မန်လယ်ရေစိတ်နေရာမှာလဲအကျယ်33ပေနဲ့အမြင့်10ပေမြင့်တဲ့မြို့ဝင်ပေါက်တစ်ခုတည်ရှိကအဲ့ဒီမြို့ရုံးမှာရှိတဲ့တခြားဝင်ပေါက်တစ်ခုဟာလဲပေ30ကျယ်ပြီးတော့ 6ပေအထိမြင့်ပါတယ်မြို့ဟောင်းကိုလေလာတွေးရှိချက်တွေအရဒဏ္ဍာရီမျိုးရဲ့အနောက်ဖက်မြေကန်တစ်လျှောက်နဲ့မြို့ဝင်မုံဦးမစားကလက်ဝဲဘက်တစ်လျှောက်မှာလဲဒုထည်အလွန်ကြီးမားတဲ့မြို့ရိုးဟောင်းကုန်တန်းကြီးတွေကြန့်ရှိနေသေးကဒဏ္ဍာရီမြို့ဟောင်းကိုဒဏ္ဍာရီမြင့်တဲ့ချောင်းငယ်မြို့တို့ကတဘာဝရေကျုံနေတဲ့ဘွဲကာယံပေးထားပါသေးတယ်တနင်္သာရီမြို့ဟောင်းရဲ့တောင်ပန်းနဲ့မြောက်ဖက်မြို့ရိုးရဲ့ပုံတံတန်းဟာအလျားတူညီပြီးဒေါမန်စတူကန်ပုံ မကြတကြပဲဖြစ်ပါရယ် ယောအောင်ကကန်းငယ်ပုံခွေဝိုက်စီစဉ်နေကြတဲ့တနင်္သာရီမြင်းနဲ့ချောင်းငယ်မြင့်အကြားမှာတရှိနေတာမို့ငင်းခွာပုံတရံနဲ့တူညီနေတာပဲဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောစကားအရတနင်္သာရီမြို့မှာလည်းပြောစမတ်တွင်စရာဒဏ္ဍာရီပုံမြင်လေးတစ်ပုဒ်ရှိခဲ့ပါတယ်။အဲ့ဒါကတော့ရှမအောင်သားကိုတနင်္သာရီမြို့တီစားကစတီးခဲ့ရဲဆိုတာပါပဲ။ဒီပုံမြင်လေးကိုဒေသခံတွေကအခုထက်တိုင်ယုံကြည်ကြကရှမအောင်သားရုပ်ထုကိုပြုတ်လုပ်ကနန်းနန်းကိုတိဆောက်ကိုးကွယ်ခဲ့ကြတာပဲဖြစ်ပါတယ်။ 1998ခုနှစ်မှာတော့ဆရာတော်ဦးပညာဒီပါရဲ့ချောင်းကြီးချောင်းဝင်းအတွင်းမှာတည်ရှိတဲ့ပျက်စီးဟောင်းနှံနေတဲ့ဇီဒီပျက်စီကခဲဖျားဆယ်စုမြေမီဖို့အုတ်ခွက်ဖျားငါးစုစင်းထုငယ်ပုံပါရှိတဲ့ရွှေပြားတစ်ပြား ဖျားဦးကောင်းတော်၅ခုကျေးရုပ်ပွားတော်၄စုနဲ့စင်တုတ်မြေအိုး၆လုံးတို့ကိုတွေ့ရှိခဲ့ကြတာကြောင့်အဲ့ဒီပစ္စည်းတွေကိုရှေးဟောင်းသူတေသနဦးစီးဌာနကတွားရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီနောက်ရှေးဟောင်းသူတေသနဦးစီးဌာနမှဦးစီးအရာရှိဒေါ်ငွေငွေစိုးဦးဆောင်တဲ့အဖွဲ့က1996ခုနှစ်အရောက်မှာတော့တနင်္သာရီမြို့ဟောင်းကို ပမာဏခွင်းစင်တိုင်းထားခြင်းနဲ့စမ်းသက်တူဖို့မှုတွေပြုလုပ်ခဲ့ကမြောက်ဖက်မြို့ရုံးမှာရှိတဲ့ မန်လေရေစိတ်ဝင်ပေါက်နေရာရှိဂုံအမတ်တင်းနဲ့တနင်္သာရီမြို့နယ်ပြည်သူ့စေယုံမှအနောက်ဘက်သို့ပေ250အကွာမှတည်ရှိတဲ့ဂုံအမတ်နှစ်တို့ကိုစတင်စမ်းသပ်တူးပေါ်ခဲ့ကြပါတယ်။ဂုံအမတ်တင်းရဲ့လုပ်ငန်းခွင်ဧရိယာကတော့အရှိအနောက်55ပေတောင်မြောက်ပေ30ရှေ့လျားကရှစ်ပေအမြင့်ရှိတဲ့ဂုံမြင့်ဖြစ်ပြီးတော့မြို့ဟောင်းအလယ်မှာရှိတဲ့ရှင်မအောင်သာနန်းနန်းကနေဆိုရင်တော့ပေ1200ကွာဝေးပါတယ်။တူးပေါ်မှုဂုံနဲ့နန်းနန်းတို့ဟာ နေတစ်ဖြောင်းထဲမှာတရှိနေကြတာပဲဖြစ်ပါတယ်။ဂုံမတ်တဲ့ဒူဖော်မှုကနေမြေအိုးခွဲအပိုင်းစားတွေဆင်းရည်တော့အိုးခွဲတွေကျွေးအိုးအပိုင်းတွေကိုတွေ့ရှိခဲ့ရပြီးဂုံအမတ်တဲ့ရဲ့ဝင်ပေါက်လန်းဟာ33ပေကျဲပါတယ်။အုံမျိုးရိုးတန်းပေါ်မှာတော့အပင်တွေပေါင်းရောက်နေကတချို့နေရာတွေမှာတော့မျိုးရိုးတစ်တိုင်းနေပြိုကျကာ အုတ်ကျိုးခဲတွေစုပုံနေကြတာမျိုးလည်းတွေ့ရပါတယ်။အုံမျိုးရိုးကရခိုင်က15ပြည်ဝင်းကျင်ခန့်မြင့်ကြောင်းဒေတာခရင်ရဲ့ပြောစကားအရသိရပါတယ်။ဂုံမန်နေကတော့အရှိန်အောင်စုစုပေါင်းပေ105ပြည်ခန့် တောင်မြောက်ပေစုစုပေါင်းကတော့60ပြည်အထိရှိလျားကာ အမြင့်ဆက်တပီရှိတဲ့ဂုံမြင့်ဖြစ်ပြီးတော့ဂုံတစ်ခုလုံးကိုရှင်းကအရှိကနောက်တန်းလေးရဲ့15ပီပတ်လေကျဲတဲ့ကျင်းသုံးခုကိုတူးဖော်ခဲ့ကြရာမြေတဲစင့်တဲကျွေတဲအပိုင်းစ300ကျော်နဲ့ဦးကောင်းလက်မောင်းနဲ့ပေါင်နေရာတို့မှာဂျိုးနေကကရောင်းကြိုက်ထားတဲ့လူရုပ်တစ်ခုနဲ့ဒရိစံရုပ်တစ်ခုကိုလည်းတွေ့ရှိခဲ့ရပါတယ် ကုန်းအမတ်နဲ့ကုန်းမြင့်ကိုဒူးဖော်ခဲ့သူဒေါ်ငွေဆိုးကအဲ့ဒီနေရာမှာဒုတဲ့ကြီးမားတဲ့အဆောက်အအုံရဲ့တနက်ရာတစ်ခုကိုတွေ့ရှိခဲ့ရပြီးတော့အကြောင်းမျိုးမျိုးကြောင့်သာအဲ့ဒီအဆောက်အအုံကိုဆက်လက်မဒူးဖော်ခဲ့ရတာဖြစ်ကြောင်းရှင်းပြခဲ့ပါသေးတယ်။တနင်္သာရီမြို့ဟောင်းရဲ့နန်းတော်ရလို့ယူဆရတဲ့နေရာပေါ်မှာချောင်းငယ်ဖုံကြီးချောင်းတည်ရှိနေတာကြောင့် သူဖို့သူရေတနာပြုခြင်းကိုမဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့နန်းတော်ရအနီးရှိနန်းတော်နဲ့အတူတည်ဆောက်ခဲ့တယ်လို့ယူဆရတဲ့မင်္ဂလာရှိကံတော်ကို1993-1994ခုနှစ်မှာဒေသခံတွေကပြန်လည်ဖော်ထုတ်ထိန်းသိမ်းခဲ့ကြပါရယ်။အဲဒီရှိကံရဲ့အနာတပတ်စီဟာပေ90ရှိလျားကအနာရှိခုပါရှိတဲ့အထက်ကံပုံရှိကံပဲဖြစ်ပါရယ်။ရှိကံရဲ့အကျဲအချင်းကတော့124ပေရှိပါရယ်။ဒီလိုမျိုးရိုးမျိုးရာတွေအခိုင်အမာတည်ရှိခဲ့တဲ့ ်တနင်္သာရီမြို့ဟောင်းအပါအဝင် တနင်္သာရီမြို့နယ်အတွင်းမှမြို့ဟောင်းရှာအားလုံးဟာဆွဲတော့အခုထိတိုင်ခြံရှိနေသေးပဲဖြစ်ပြီးတော့ဒီမြို့ဟောင်းလေးကိုစနေတကြဒူဖို့ကသုရိတနာပြုလုပ်နိုင်မယ်ဆိုရင်တော့တနင်္သာရီခမ်းမြောင်ဒေသရဲ့ခိုင်မာတဲ့သမိုင်းသက်တေအထောက်အထားတွေကိုအခုလက်ရှိထက်ပုံမထုတ်ဖော်နိုင်မှာပဲဖြစ်ပါရဲ့ရှင်အဆုံးထိကြီးစုပေးတဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျွန်တော်တို့ crazy အန်ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်